ှင်းရတဲ့ဇနီးလေးမှာသူ့ရဲ့ရင်သွေးလေးကိုလွှဲထားရပြီဖြစ်ကြောင်းပြည်သက်တွေကိုဝမ်းသာစွာအတိပေးလာခဲ့တဲ့တရုတ်ဆောင်နေတွေမင်္ဂလာပါပြည်သက်ကြီးရှင်တရုတ်ဆောင်နေတွေကတော့အမှုပညာလောကမှာပြည်သက်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသားတက်လက်လေးဖြစ်ပါတယ်တရုတ်ဆောင်နေတွေကပြီးခဲ့တဲ့ EV လာ29ရက်နေ့ကရှင်းရတဲ့ချစ်သူလေး DJ ဂျယ်လီနဲ့လက်ထပ်ထိန်များမင်္ဂလာပွဲလေးကိုကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်မင်းသားနေတွေကမြမရုပ်ရှင်လောကမှာ နာမည်ရှိမင်းသားတစ်လက်အဖြစ်ရက်တီကရုပ်ရှင်တွေများစွာရိုက်ကူးခဲ့ပေမယ့်အခုလက်ရှိမှာတော့အမှုပညာအလုပ်တွေကိုရန်နာကစီးပွားရေးလုပ်ငန်းတွေကိုသာအာယုံဆိုင်လောက်ကင်နေတာလည်းဖြစ်ပါတယ်။မိခင်ဖြစ်သူရဲ့စံပွဲယုံကိုအောင်မြင်စွာဦးစီးလောက်ကင်လျက်ရှိနေပြီးတော့စမ်းသာကြွယ်ဝတဲ့စီးပွားရေးသမားတယောက်ဖြစ်ရက်တီနေနိုင်နေပြီလည်းဖြစ်ပါတယ်။မင်းသားနေတွေဟာသူရဲ့အခြေရေးကိစ္စနဲ့ပတ်သက်ပြီးအမှုပညာလောကမှာနာမည်ပြည့်ရှိထားသူမင်းသားတယောက်ဖြစ်ကောင် တသစ္စမင်းသမီးတက်လက်ဖြစ်တဲ့မင်းသမီးတန်ဆင်မောင်နဲ့တွဲစဉ်အခါကသမီးရီစားချင်းရန်ဖြစ်ကချစ်သူဖြစ်သူကိုထိုးနှက်ရိုက်နှက်ခြင်းတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်မင်းသမီးတန်ဆင်မောင်တို့မိသားစုနဲ့တရားရင်ဆိုင်မှုတွေပြုလုပ်ခဲ့ရပြီးတော့ပြည်သက်တွေကြားထဲမှာလည်းသူတို့နှစ်ယောက်ရဲ့တည်င်းကအတော်လေးကိုနာမည်ပြက်ခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့တရုတ်ဆောင်နေတွေးဟာအနုပညာလှူရှားမှုတွေကိုဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပဲစီးပွားရေးလုပ်ငန်းတွေကိုသာလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်နေတွေးက အခုလက်ရှိဇနီးဖြစ်သူနဲ့သုံးနှစ်ကြာလက်တွဲခဲ့ပြီးတော့လက်ထပ်ထိန်းများခဲ့တာလည်းဖြစ်ပါတယ်။မင်းသားနေတွေးကဇနီးဖြစ်သူကိုတကယ်ကိုမြင့်မြတ်နုံနုံနဲ့ချစ်ခဲ့ပြီးတော့ဇနီးဖြစ်သူကိုအမြဲတမ်းလူလေးသေးမရှိအောင်လည်းဖြည့်ဆည်းပေးတဲ့အကြောင်းလေးတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအမြဲတမ်းဖော်ပြလေးရှိတာလည်းဖြစ်ပါတယ်။အခုတခါမှဆိုရင်တော့တယောက်ဆောင်နေတွေးကသူ့ရဲ့ချစ်ဇနီးလေးမှာသူ့ရဲ့ရင်သွေးလေးကိုလွှဲထားရပြီးဖြစ်ကြောင်းနဲ့ချစ်ဇနီးလေးကိုအရင်ကားတက်ပို့ပြီးတော့ဂယုစိုက်နေရပြီးဖြစ်တဲ့အကြောင်းကိုလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြည်သက်တွေကိုဝမ်းသာစွာနဲ့အတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းတရုတ်ဆောင်နေတွေတို့ဇနီးမောင်နဲ့အတွက်ဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။